ကိုဘာပဲလှုပ်လို့ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လို့သည်မြကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆံ့ရမယ်ဟောဒါသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလို့အတဲ့ဒါကိုကမ္မတကဒါသမာဓိတိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့ မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်စัจ jment နဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ငင်းကြွယ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာသူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဒါကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင် ကောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရဲမကောင်းရမခံရဘူးဆိုတဲ့ပုံကိုတယောက်သိသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်တွေ့တာကအဆိုးကတွေ့တာဟုတ်နော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့က तू ကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့် ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုံးရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်သလိုပေါ့ကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုတာလုံးလဲဆိုတာမဖြစ်ပါဘူးမဟုတ်တာလှုပ်တဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလှုပ်တဲ့လူတွေဆင်းရဲနေတယ်ဆိုတော့ ဒီအတွေးလေးနဲ့ကံကြေးကျိုးငင်းပဲ့မှုတွေနဲ့ဖြစ်တတ်သေးတယ်ပေါ့နော်သို့သောစဉ်းစားရမှာအခုတည်းအပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့အပင်ပေါက်ပြီတည်သည်ဆာရပါမလားဆာရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုရလုတ်ပြီးကောင်းကျိုးချမ်းသာရနေတဲ့ပုဂ္ဂိုလ်ဟာရှင်းတော့ကအကျိုးဆက်တွေကိုခံစားနေတာဒါဖြစ်တယ်ပေါ့ ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ကလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးတာဖြစ်တယ်။အဲဒါလို့နားမလည်ဘူးဆိုလို့ရှိရင်ကံကံရဲ့အကျိုးညင်ပဲ့တဲ့ပုဂ္ဂိုလ်ဖြစ်သွားနိုင်။အဲတော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်။လူတိုင်းလူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကာမတက္ကတာသမာဓိဋ္ဌိနဲ့။ဟုတ်ပြီ။ ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုသူတွေဟာဘာတွေလုပ်နေတယ်တနေ့တောင်မှကောင်းတာတွေကြီးလုပ်ထလားဆိုးတာတွေရောလုပ်သလားကိုယ့်ကိုမှန်သိအောင်ကြိုးစားဖို့လို့မြတ်စွာဘုရားကတော့ဟောတယ်ဥပ္ပောပုံဉ္စပပင်္စယံမေသောကုရုတိဣဒာတရဝတ္တဟုဟာဒီလောကတရဝတ္တဟုဟာ ပပလို့ဆိုရက်မလို့တင်တာတွေလည်းလုပ်တယ်ပုံညာလို့ဆိုရက်လုပ်တင်တာတွေလည်းလုပ်တယ်ကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးမျိုးလုံးလုပ်ကြတယ်ပုရုษရှင်မှန်သမျှအကောင်းကြီးလုပ်တာဆိုတာမရှိနိုင်အဆိုးလေးရတော့ပါအောင်ပါနော်အစာစားတဲ့အချိန်မှာခန္ဓာကိုယ်အကျိုးပြုတာတွေပါတာမဟုတ်ဘူးအကျိုးမပြုတာတွေလည်းစားမိမှာပဲ။ အဲ့တော့ပုထုဇဉ်ဆိုတဲ့အတိဘယ်ကိုကမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုတ်ပုထုဇဏမကောင်းတာတွေဖြစ်များနေတယ်အဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစားကိုယ့်အကူဆင်ញင်သုံးသပ်ပြီးဒီတစ်ခုလုံးတယ်ဆိုဟုတ်ပြီကောင်းတာလည်းလုံးတယ်ဆိုးတာလည်းလုံးတယ်လုံးပြီးပြီးသွားရလားဆိုဘယ်ပြီးမလဲတင်ညိတတ္တသက္ကံဟောတိကိုလုံးတဲ့ကံတရားတွေဟာ ကိုယ့်ရဲ့ရင်းနှင်းနှလုံးထဲမှာအရိတ်ထင်ပြီးတော့ကြံ့ရစ်ပြီးနော်ပျောက်သွားတာမဟုတ်ဘူးပုံရိပ်တွေထင်သွားပြီးတို့သူဆိုလို့ခင်အခြေအနေနဲ့နားလည်အောင်ပြောလို့ရှင်ရှင်းထဲမှာ CCTV တတ်ထားတယ်လို့သာမှတ်တာမကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရဘူးနော်ခြင်းထက်ပဲတော့မကြိုးစားနဲ့ အဲ့ဒီမှာဘာလုပ်လို့လူတွေရဲ့ရင်ထဲမှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်ပြီးသားဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရှင်ထဲမှာရောက်သွားအဲ့တော့ကိုလိုသမ ्या တွေဟာနောင်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာလဲလို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလား အုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြက်ချင်းပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကုသရတာမျိုးတွေရှိရတယ်သိရင်အုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိသကြိုတဲ့ထဲပါမသွားဘူးလားဒါပြင်ကန္တရားတွေပြန်ပါသွားမလားအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလား ိုက်ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတတကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တိကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တိကထင်သွားတော့ဆိုတော့ကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တိကစိတ်အစဉ်မှာဖြစ်သွားတာ mental process လို့ခေါ်တယ်စိတ်အစဉ်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရိမြကြီးစီးဆင်းနေတဲ့အချိန်မှာ ပြည့်ကြီးကစီးနံမပြတ်စီးနံအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ညံ့မပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုံးလိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနိုင်နော်မရနိုင်ဘူး CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရှင်တွေကတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ ဒီဘွားထင်တဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပျောက်သွားရောလားလို့ဆိုပြောဆိုဗျာတင်းဆအာရယာခိစတိဒီပုံရိပ်တွေဟာသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်းဆကအနုကံဟောတိဒါရီကနောက်ကဘဝတန်တဲ့ဟာဆက်ဆက်မှာပါသွားပြီအရေးပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ ပုံရိပ်မကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုဂ္ဂိုလ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှံကမ္မံဂရိတန္တိကလျာဏဝပပကံဝတတကမ္မတာဓာတာပွေတန္တိဆိုတာဒါကိုဟောတာနော်ကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတည်းများကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့ အမွေကိုလုံသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှတ်ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်မရှိရင်ဘုဒ္ဓဘာသာမဖြစ်ဘူးဘုရားန္တရဏံကိသမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဗလာဆက်ဖြစ်ပုံ မြတ်စွာဘုရားကိုယ်တိုင်ကကံကံရေးကျိုးအလေးနဲ့ထားပြီးအခြေခံအပြင်ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံကံရေးကျိုးယုံကြည်လက်ခံခြင်းဆိုတဲ့သိမြင်ခြင်းဆိုတဲ့ကမ္မတက္ကရသမထေတိရှိရမယ်။